အခုလေဒီရုရှားနိုင်ငံမှာအရန်ခစ်စားနေတဲ့အဲမူရစီဝါတမျိုးမက်ဖက်ဒရုန်းနဲ့မြောင်မြောင်လို့လည်းခေါ်တယ်ဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီမူရစီဝါကဒီခနာကိုထဲမှာဒီဘိန်းဖြူထိုးတယ်လို့ပဲတဲ့အဲဘိန်းဖြူထိုးတယ်လို့လည်းထိုးလို့ရတယ်ပြင်ဒီအခုမြန်မာနိုင်ငံမှာခစ်စားနေတဲ့ဒီကက်တမင်ခေတွေရှူတယ်လို့မျိုးကွာအဲ့လိုမျိုးလဲ န်ရှူလို့ရတယ်သူတို့ကအသက်၄၅၆ဆေးအဲ့ဒီအရွယ်တွေကအရင်တုံဆွဲနေရတဲ့ဒီဆေကျော်တက်လေးတွေပေါ့ဒါနဲ့အဲ့ဒီအဲဟာတွေကိုကုံချမ်းကဘယ်ရလဲဆိုပြီးတော့သူတို့ကဒီစုံစမ်းတာပေါ့စုံစမ်းစုံစမ်းတော့ဒီကုံချမ်းကိုတရုတ်ပြည်ကနေပြီးတော့ရတာတဲ့ပြီးတော့ဒီအဲ့ဒီရုရှားနိုင်ငံမှာဆိုရင်အဲအဲ့ဒါကိုလေ ဘလို့တည်ယူပို့ဆောင်ပြီးတော့ဘလို့တုံးဆွဲကြလဲဆိုရင်လူငယ်တွေကအင်တာနက်နဲ့ပဲဒီလိုမျိုးချိတ်ဆက်ပြီးတော့အဲလာယူမဲ့နေရာအဲလာပို့မဲ့နေရာမှာဆိုလဲသူတို့အဲ့မှာတနေရာတတ်မှတ်ထားတဲ့အဲ့ဒီနေရာမှာအပစ်စီကို work အဲ့လိုမျိုးဖွက်ခဲ့တာပေါ့ကွာဖွက်ခဲ့ပြီးတော့ထားခဲ့ပြီးတာအဲမာတာတော့ online ကနေပဲမာတာကွာပြီးတော့လာပို့သွားတဲ့လူတွေကလည်းအဲ့လိုမျိုးပဲဖွက်ပြီးတော့ ပို့ခဲ့တာပြီးတော့ဒီတုံးမဲ့တုံးမဲ့သူကလည်းလူသူရှင်းပြီဆိုရင်အဲ့မှာသွားသွားနိုင်ပြီးတော့အဲ့လိုတုံးကြတာတဲ့အဲ့ဒါတုံးပြီဆိုရင်အဲသူတို့ကဒီလိုမျိုးဖြစ်တာတဲ့ဒီစိတ်တွေစိတ်ကြွတာတို့ပြင်ဆိုအမြင်တွေအဲကြီးအဲ့လိုမျိုးကြီးပြီးမှကွာ တတချွချွားနဲ့သူတို့တွေကလှုပ်ရှားချင်လာတယ်ကချင်လာတယ်အဲ့လိုမျိုးတွေကွာအာဒီချမတင်တာ happy water တွေလိုမျိုးနဲ့နည်းနည်းခက်ဆင်စင်ပဲဒါပေမဲ့ဒီဟာကျတော့သူတို့တွေကဒီအဲစေးထိုးအနဲ့ထိုးတွင်းပြီးတော့သူတို့ကအသုံးပြုတာဒီ happy water တို့ဘာလို့ကျတော့ကွာအဲသူတို့ထင်းနည်းနည်းပျော့မယ်ထင်တယ်ပြီးတော့သူတို့တွေကလေဒီเออตรุลุงเหรอฉินๆสุดที่ at the chowder เปปองตองอ่ะ ိုက်တဲ့ချောင်းထဲနဲ့လဲသူတို့တွေကအမျိုးပေါင်းရှူဒါမျိုးတွေပဲတုံးဆွဲနေကြရတဲ့အဲ့ဒီမဲ့ဖက်ဒရုန်းခေါ်မြောင်မြောင်ကဒီလူငယ်တွေကျမှရေပန်းစားတယ်ပြီးရင်ဒီ night light တွေပါတွေဒါမျိုးအဲဘာကလအဲ့လိုမျိုးတွေကွာအဲ့လိုမျိုးတွေမှာအရန်ပြီးတော့ခစ်စားပြီးခစ်ထနေတာတဲ့အခုတဲ့အခု ိုပြီးတော့တမဒီဆိုးရွားလာတယ်ပေါ့တော့ဒီထောင်20နှစ်23 24အေးဒီဒီနောက်ပိုင်းဆိုပိုပြီးတော့အရန်ကိုတောင်းချမ်းလာတယ်ဒီဆောင်းပါးမှာလူရေးထားတယ် အဲငါတို့မြန်မာနိုင်ငံဆိုလည်းပါထူးလေနော်ဒီနေဆက်တို့ပြည်မြို့ကြီးပြကြီးတို့ဖက်မှာဆိုရင်ဒီမြင်တော့မြင်ဖူးတဲ့မူရစီဝါတွေများကြီးထွက်တဲ့အမျိုးရစီဝါတွေမူရစီဝါတွေကလေအတစ်တမျိုးပြတမျိုးဘလိုတွေဘလိုတွေတီထွင်ပြီးတော့ဘလိုတွေထုတ်ထားကြလဲတော့မသိဘူးအတစ်တမျိုးပြတမျိုးထွက်လာတာပဲဒါတွေလည်းလူငယ်တွေကတော့တုံးနေကြတာပဲမူရစီဝါကိုတိုက်ဖြတ်ဖို့ဆိုတာတော့နော်တိတ်မလွယ်တဲ့ကိစ္စလို့မြင်ပါတယ်ဘဟုတုတအနေနဲ့ပြပြလိုက်တာပါ